အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဇီဝင်ရဲ့တန်ခွန်တို့မဟုတ်မန်သွေကျူးတဲ့ညဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာလောကမှာယောက်ျားကောင်းဆိုတာရှက်ပါလာတဲ့ယတနာတစ်ပါးပါပဲတချို့ကအာနာရှိမှယောက်ျားကောင်းလို့ထင်ကြတယ်တချို့ကငွေရှိမှလူရဝင်တယ်လို့ယူဆကြတယ်ဒါပေမဲ့အေယာဝရီမိကံပေးက တဲပြူကုန်းရွာကလေးမှာတော့အဲ့ဒီအယူဆတွေအလုံးမှားဝင်ကြောင်းတတိပြခဲ့တဲ့လူတယောက်ရှိခဲ့မှုတယ်သူ့နာမည်ကကိုကောင်းထက်ကိုကောင်းထက်ဆိုတာရွာထဲဇေယျပြည်ကြီးထဲမှာတယောက်ထဲနေသူပါသူ့လူကထင်းခွဲရေခက်ကုံထန်းကြုံအကြပန်းလုပ်တယ်စကားနဲတယ်မျက်နှာတီးတယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကတော့ထူးခြားတယ်အသားအရေကညုံမောင်းပြီးကျင်းနေအောင်တောက်နေတယ် မောင်းသားတွေကကြောက်တော့နေစီထားတယ်လို့ပဲဒီနေ့ရွာရဲ့နောက်ဖက်ချမ်းကိုဆွမှုထားတဲ့လူမိုက်ကောင်းဆောင်မဲကြီးရဲ့တပည့်တွေဖြစ်တဲ့အောင်မောင်းနဲ့ခွေးစိန်တို့ရွာသေးတဲ့ရောက်လာတယ်စိန်ခွေးဆိုသူကဟဲ့ဒေါ်မြရင်ဒီနေ့စကြေမပေးရသေးဘူးလေစိုင်ခင်းကိုရိုက်လှမ်းပြလိုက်ရမလားဒေါ်မြရင်ကမလုပါနဲ့မောင်းစိန်ခွေးရဲ့အဖွားဒီနေ့မှဈေးဥပောက်တာပါစိန်ခွေးကဒေါ်မြရင်ရဲ့ ဈေးထောင်းကိုခြေထောက်နဲ့ကန်လိုက်တယ်။မယုတ်သီးတွေကြက်တုံတွေပြန့်ကျဲကုန်တယ်။ဘေးကလူတွေမကြည့်ရပေမဲ့ငမဲကြီးကိုကြောက်လို့ငြင်းနေကြတယ်။အဲ့ဒီအချိန်မှာလူအုပ်ကြီးတဲကလင်းနေတဲ့အတန်းတစ်ခုပေါ်လာတယ်။ကိုကောင်းထက်ကကောက်เสียရရှိတာကောက်ပါ။ဒါပေမဲ့လူရတာမဝကြနဲ့။အောင်မောင်းနဲ့စိန်ခွေလှည့်ကြည့်လိုက်တော့ထင်းသေးကြီးထန်းထားတဲ့ကိုကောင်းထက်ကိုတွေ့လိုက်ရတယ်။အောင်မောင်းက ခွဲအောင်ထင်းခွဲသမားမင်းကဘာမှမလုပ်ဝင်ပါလားတေးခြင်းလို့လားအောင်မောင်းကခါးကြကဓမြောင်ကိုဆွဲထုတ်ပြီးကိုကောင်းထိုက်ရဲ့ရင်ဘက်ကိုပြေးထုတ်လိုက်တယ်ဓာထိုးတန်ကအသားထဲဝင်သွားတဲ့အတန်မဟုတ်ပဲတသားလုံးကိုထုတ်လိုက်တယ်လို့အတန်ထွက်ပေါ်လာတယ်ဓမြောင်ကကိုေးသွားတယ်ကိုကောင်းထက်ကမြေတောင်တစ်ချက်မခတ်ဘူးဒီခါမှာကိုကောင်းထက်ကမင်းတို့ဓာခါတန်တော့တန်ပဲဒါပေမဲ့သွေးတောက်ဖို့ပါနေမပါဘူးထင်တယ်ပြောပြောဆိုဆိုနဲ့ ကိုကောင်းထက်ကထင်းသီးကိုပြစ်ချပြီးအောင်မောင်းရဲ့မျက်နှာကိုလက်ဝါးနဲ့ရိုက်ချလိုက်တယ်။အောင်မောင်းသတိလစ်ပြီးလဲကျသွားတယ်။ဒါဟာတဲ့ပြူကုံရွာမှာတန်ကုံဆိုတဲ့နာမည်စတင်တွင်ကျလာမဲ့နေ့တနေ့ပါပဲ။ငမဲကြီးဒီတရင်ကိုကြားတော့ဒေါသကြီးကြီးထွက်တယ်။ဒါပေမဲ့ဒါမတူဘူးဆိုတဲ့စကားကြောင့်သူချက်ချင်းမလုပ်ရဘူး။သူကဆရာကြီးဥရကျော်ဆိုတဲ့အောက်လန်းဆရာကြီးစီကိုသွားတယ်။ ဆရာကြီးဥရကျော်ကငမဲဒီကောင်ကတာမန်ကာယသိသိမဟုတ်ဘူးတာမဏိတန်ကုံအဆင့်ရောက်နေပြီသူ့အသားကတန်ထက်မာတယ်သူ့အယူကကြောက်ထက်မာတယ်တာမန်လက်နဲ့နေမရဘူးငမဲကြီးကဒါဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲဆရာဒီကောင်ရှိနေရင်ကျွန်တော်နိုင်မြပြည့်စုံနေမယ်ဆရာဥရကျော်ကသူ့ကိုနိုင်ဖို့နည်းလမ်းနှစ်ခုရှိတယ်တစ်ခုကသူ့စိတ်ကိုဖြိုခွင်းတာနောက်တစ်ခုက အစိမ့်တွေသွေးဆွန့်ထားတဲ့ဓာတ်နဲ့တိုက်ခိုက်တာပဲဆရာဦးရကျော်ကငမဲကြီးကိုအင်းခွက်တွေစီရင်ထားတဲ့နှက်ကြီးတောင်တစ်ချီတစ်လက်ပေးလိုက်တယ်အဲ့ဒီဓာတ်ဟာတာမန်ဓာတ်မဟုတ်ပဲတရဲမွေးထားတဲ့ဓာတ်ဖြစ်တယ်ကိုကောင်းထက်တဲ့ရတဲအိမ်လေးထဲမှာတရားထိုင်နေတုန်းအတိတ်ကိုသတိရလာတယ်လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကသူဟာဖုံးကြီးကျောင်းသားလေးတစ်ယောက်ပါ သူ့ဆရာတော်ဥကောဝီရကတိုင်းပညာရော ဂံမီယပညာပါကျွမ်းကျင်သူဆရာတော်ကမောင်ကောင်းထက်မင်းလိုရင်သာကာယသိတိလားကောင်းထက်ကတင်မဗျာတပည့်တော်အားနည်းသူတွေကိုကောက်ွက်ခြင်းလို့ပါဆရာတော်ကကောင်းထက်ကိုကြည်ရင်မိမ့်သည်မှတ်ထားကာယသိတိဆိုတာခန္ဓာကိုယ်မာကျောယုံနဲ့မပြီးဘူးစိတ်ထားမာကျောဖို့လိုတယ်မင်းရဲ့စိတ်ကမင်းလိုပူလောင်နေရင်မင်းရဲ့တန်ကုန်ကအကြီးပြိုသွားနိုင်မယ် မင်းရဲ့စိတ်ကရေလိုအေးမြနေမှမင်းရဲ့တန်ကုန်ကခိုင်ခတ်မယ်။ဆရာတော်သင်ပေးတဲ့အဘောကအတိုင်းရေအာယုံပြုခြင်းနဲ့ပထဝီမြေကြီးအင်းတွေကို သူပြန်တည်ရတယ်။သူခန္ဓာကိုယ်ကအလိုလိုအေးမြလာတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတခုခုလာတော့မယ်ဆိုတာအာယုံရနေရဲ့။လာပညာတညာရွာတိုင်းမှာပွဲစည်းတန်းရှိတယ်။ကိုကောင်းထက်ပွဲစည်းကအပြန်လမ်းမှာ ငမဲကြီးနဲ့သူ့တပည့်အယောက်20လောက်ဝိုက်ထားလိုက်ကြတယ်။ဒီတခါတော့ပါမန်ရံပွဲမဟုတ်တော့ဘူး။တက်ကွင်းဖန်တီးထားတာ။ငမဲကြီးကကောင်းထက်မင်းကငါလူတွေကိုထိရတဲ့ပုံနီ။ဒီညမင်းရဲ့တန်ကောင်ဘလောက်မှလဲစမ်းကြည့်အောင်။ကိုကောင်းထက်ကဘာလနဲ့မှမပါဘူး။လက်သီးစုပ်ကိုကြစ်ကြစ်ပအောင်ဆုပ်လိုက်တယ်။ဝုံးဆိုလူ9ယောက်ပြေးဝင်လာတယ်။ကိုကောင်းထက်ကဟန်နုမန်ခုံပြန်ခြင်းနဲ့ ရှေ့ဆုံးလူရဲ့ယင်ဘက်ကိုဇုံကန်လိုက်တယ်။အဲ့ဒီလူလွင့်ထွက်သွားပြီးနောက်လူတွေနဲ့ပုကက်လဲကြကုန်တယ်။နောက်တစ်ယောက်ကပစိန်နဲ့ခုတ်တယ်။ကိုကောင်းထက်ကပစိန်သွားကိုလက်မောင်းနဲ့ခံလိုက်တယ်။မောင်းတံလိုမြည်သွားတယ်။ပစိန်ကင်ထားသူရဲ့လက်တွေထုံကျင်သွားတယ်။ဒါပေမဲ့ငမဲကြီးကအခွင့်ကောင်းချောင်းနေတယ်။ဆရာပေးလိုက်တဲ့အင်းစီရင်သားနဲ့ကိုကောင်းထက်ရဲ့နောက်ကျောကိုခုတ်ပိုင်လိုက်တယ်။ပြီးဆိုတဲ့အတန်နဲ့တူ တမန်စုပြန်ကန်ထွက်ရမယ်ဒါချက်ကဒီတစ်ခါမှာတော့ကိုကောင်းထက်ရဲ့အသားကိုဖောက်ဝင်သွားတယ်။သွေးပူပူတွေစိကြလာတယ်။ကိုကောင်းထက်တရာအာဒူးထောက်ကြသွားသည်။ငမဲကြီးကမင်းလားမင်းရဲ့တန်ကုန်ပေါက်သွားပြီကွာ။ကိုကောင်းထက်ဒဏ်ရာပြင်းထန်သွားပြီမဲ့အသက်မသေးဘူး။သူလိမ့်ရှောင်ပြီးချောင်းထဲကိုခုံချကာထွက်ပြေးလွတ်မြောက်သွားတယ်။ ကိုကောင်းထက်တော်တဲ့ကလှန်ကူပြက်တစ်ခုမှပုံနေရတယ်။ဒဏ်ရာကမကြက်ဘူး။အောက်လန်ဒါနဲ့ထိရတာမို့အနာကပုတ်တိုးလာတယ်။သူတေလူမျိုးပါဖြစ်နေချိန်မှာဆရာတော်ရဲ့စကားကိုပြန်ကြားရအောင်လာတယ်။အမောင်ကောင်းထက်မင်းကိုဓာတ်တော်သွားတာမင်းရဲ့ခန္ဓာကိုယ်ပြော့လို့မဟုတ်ဘူး။မင်းရဲ့စိတ်ထဲမှာငါ့ကိုဘာမှမလုပ်နိုင်ဘူးဆိုတဲ့မာနဝင်သွားလို့ပဲ။မာနဝင်ရင်တိတ်တိတ်ပြက်တတ်တယ်။ အခုမာနကိုချမိတာကိုပွားပြီးအနာကိုကုပါကိုကောင်းထက်မျိုးလုံးစုံမိတ်ပြီးတရားမှတ်တယ်သူကိုယ်သူပြန်လဲကူးစားတယ်သုံးရကြတဲ့အခါသူ့တန်ရာကအံဩပွဲကောင်းလောက်အောင်ခြောက်တွေ့သွားတယ်ဒါပေမဲ့အရင်လိုတန်ခွန်တက်တက်မဟုတ်တော့ဘူးစိတ်ဆွမ်းအားပါပေါင်းဆက်သွားတယ်တမဏိစိတ်တဲ့အဆင့်ကိုရောက်သွားပြီငမဲကြီးကကိုကောင်းထက်သေးပြီးထင်တဲ့ယွာကူအရင်ကထက် ပိုနှိမ့်ဆက်တယ်။ယွာသားတွေကိုဖမ်းပြီးကျုံလို့ခိုင်းတယ်။တညမှာမိုးသက်ထန်စွာယွာနေတုန်းနမဲကြီးရဲ့စခန်းရှိကိုလူရိုက်တစ်ခုရောက်လာတယ်။နမဲကြီးကဘောင်အောင်လဲကွာလျှက်စီလက်လိုက်တဲ့အချိန်မှာမြင်လိုက်ရတာကအင်ကြီးဗလာနဲ့ကိုကောင်းထံသူ့ကိုယ်ပေါ်မှာဒဏ်ရာအမယုတ်ကြီးရှိနေပေမဲ့မျိုးလုံးတွေကတော့ကြေအောင်လို့တောက်ပါနေတယ်။ကိုကောင်းထက်ကမမ်ဘာဝါလီတန်းဖြစ်ပြောလိုက်ပြီ။ ဟေးငမဲကြီးမင်းရဲ့အောက်လန်းပညာတွေကုန်ပြီလားကုန်ရင်ငါအလက်ဒီတိုက်ပွဲကတော့အကြီးကျယ်ဆုံးပဲငမဲကြီးရဲ့တပည့်30လောက်ဝိုင်းထားတယ်ကိုကောင်းထက်ကဒီတစ်ခါတော့မညာတော့ဘူးသူ့ရဲ့လှုပ်ရှားမှုတွေကလျှက်စည်းလို့မြန်တယ်သူ့လက်သေးတစ်ချက်ထိလူတယောက်မထနိုင်တော့ဘူးနောက်ဆုံးမှာငမဲကြီးနဲ့တယောက်ချင်းတွေ့တယ်ငမဲကြီးကအောက်လန်းဓားကိုထုတ်ပြီးပြေးဝင်လာတယ် ငမဲကြီးကဓာတ်နဲ့လဲခုတ်ပါဇက်မှလဲပေကွာကိုကောင်းထက်ကမရှောင်ဘူးဓာတ်သမားကိုသူ့ရဲ့လက်ဘဝနှစ်ဖက်နဲ့ညှက်ဖမ်းလိုက်တယ်ကျွိဆိုတဲ့တန်ချင်းပုတ်တိုက်လိုက်တဲ့အတန်လိုပဲသူ့လက်ဘဝကနေမိပွင့်နေထွက်လာတယ်ကိုကောင်းထက်ကအာကုံသုံးပြီးဓာတ်ကိုလိန်ချုပ်ပစ်လိုက်တယ်အောက်လန်ဓာတ်ကြီးနှစ်ပိုင်းကျိုးသွားတယ်ငမဲကြီးကကြောက်တဲ့ရရနဲ့နောက်ဆုတ်သွားတယ် ကိုကောင်းထက်ကပြုံးမိကြီးကပြောလိုက်ပြီမင်းရဲ့ဓာကျိုးသွားပြီငမဲမင်းရဲ့မန်ဆွေလည်းကျိုးသွားပြီကိုကောင်းထက်ကငမဲကြီးကိုမတက်ပါဘူးယူဝသားတွေရဲ့ရှေ့မှာဒူးထောက်တောင်းမှခိုင်းလိုက်တယ်ပြီးတော့ရဲလက်ကိုအပ်လိုက်တယ်အဲ့ဒီနေ့ကစပြီးတဲပြူကုန်ယူဝလီအေဂျင့်သွားတယ်ကိုကောင်းထက်ကတော့ယူဝမဆက်မနေတော့ပဲသူ့ပညာနဲ့အခြားအားနည်းသူတွေကိုကူညီဖို့ခရီးဆက်သွားတယ် သူ့ကိုလူတွေကတန်ကုန်လူမိုက်လို့မခေါ်တော့ပါဘူး။တန်မဏိနှလုံးသားပိုင်ရှင်လို့ပဲတင်သားကြပါတော့တယ်ခင်ဗျာ။ဟုတ်ကဲ့ကျွန်တော်တင်ဆက်တဲ့ပြည်ရဲ့ဇလံလေးဒီမှာတင်ပြီးဆုံးပါပြီခင်ဗျာ။အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဂမ်ဘီယာတိုင်းလောကကာယသိသိဖိယမဇလံတွေကိုမကြခဏရှာဖွေပြီးတင်ဆက်ပေးတော့မှာမလို့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးတော့နဗိယ notification လေးကိုနှိပ်ပြီးတော့ channel လေးကိုစာရင်းသွင်းမိခဲ့ဘူး တောင်းဆိုလိုက်ပြရလေခင်ဗျာနားစင်အားပေးကြသူပြည်သက်တရားချင်းစီတိုင်းကိုကျေးဇူးထူးထင်ရှိပါတယ်ခင်ဗျာ